မင်္ဂလာပါဆရာဦးစိန်ဝင်းရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ဒီစက်ကောင်စီနဲ့အန်ယူချီနဲ့ဒီတန်တမန်ဆက်ဆံရေးအပြိုင်မှုနဲ့ပတ်သက်ပြီးတော့ပြောသွားဖို့စီစဉ်ထားပါတယ်ဆိုတော့ဒီပြီးခဲ့တဲ့ရက်ပိုင်းထက်မှာဒီအာဆီယံဥက္ကဋ္ဌနဲ့ဒီစက်ကောင်စီရောအန်ယူချီရောတွေ့ဆုံခဲ့တာမျိုးရှိရပါတော့အဒီမတိုင်ခင်ဆိုလို့ရှိရင်ဒီအဲထိုင်းဆိုရရဲ့ ဖိတ်ခေါ်မှုနဲ့ဒီစစ်ကောင်းဆောင်က Binstack အစည်းအဝေးလဲတက်ခွင့်ရခဲ့တာမျိုးရှိပါတယ်။ဆိုတော့ဒီလက်တလောဒီအတိုက်ခံဖွဲ့စည်းနှစ်ခုရဲ့ဒေတာတွင်နိုင်ငံတွေနဲ့တဏ္ဍမန်ဆက်ဆံရေးအပြိုင်မှုအခြေအနေဘယ်လိုရှိသလဲရှင်။စစ်ကောင်းစီက2021အာနာသိမ့်ပြီးတင်ကစာလို့2022နှစ်ကုန်ထိအဲနိုင်ငံတဏ္ဍမန်ဆက်ဆံရေးကဘာမှလောက်လောက်လာလာမရှိဘူးနော်။ဒီရုပ်ကလည်းစောင့်ကြည့်နေခဲ့တဲ့အချိန်အဲ့လိုအချိန်ဒီမှာမင်းအောင်လိုင်က2023 February ထဲမှာသူနဲ့ဆွေမျိုးမကင်းတဲ့ဦးနာမောင်လင်ကို ဟိုဖြုတ်ပြီးတော့အာသူ့နေရာမှာအမေရိကန်နိုင်ငံဆိုင်ရာအာတာမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့ဦးတန်းဆွေကိုအစာထုတ်ခံလာလိုက်တယ်။ဦးတန်းဆွေရဲ့အခြေဆက်နဲ့ပဲတရုတ်ထိုင်းတို့လိုနိုင်ငံတွေနဲ့ဆက်ဆံရေးပိုပွင့်လာတာတွေ့ရတာ။ရုရှားကတော့ဒါစစ်ကောင်စီအတွက်အနာသိမ်းပြီးချိန်အားစလို့အမာခံရပ်ပေးနေတဲ့နိုင်ငံဖြစ်ပြီးတော့အဲဒီရုရှားရဲ့အခြေဆက်နဲ့အီရန်မြောက်ကိုရီးယားဘယ်လာရုရှ်တို့နိုင်ငံတွေက ပို့ပြီးတော့နီနီကက်ကက်ဖြစ်လာတယ်အဲ့တော့အဲ့ဒီအပိုင်းကိုထည့်မပြောတော့ဘူးဦးနာမောင်လွင်ကအချမ်းသမားသူကရှူးရှူးရှင်းရှင်းနဲ့ချမဲ့နဲ့မဲ့ဆိုတဲ့လူဦးတန်းဆွေကြတော့သူကအချိုတက်ဝင်တတ်တယ်ညံပါတယ်စိတ်ရှည်တယ်နောက်သူ့ရဲ့ view ကကောင်းလေးဝင်ပြရသည်ခြေလေးဝင်ပြရသည်နဲ့နောက်ဆုံးတစ်ပုံလုံးဝင်ပဲဆိုတဲ့ view ဟာမျိုးအာဆီယံနဲ့ပတ်သက်ရင်ဦးနှောက်မောင်လင်လက်ထက်မှာ non political leader တွေကိုပဲဖိတ်လို့ဆိုပြီးတော့ အာဆီယံစီဝေးတွေကိုလုံးလုံးမတက်ပဲတပိတ်ပေါက်ခဲ့တာဘူတန်ဆွေကကြတော့အာဆီယံကဖိတ်သမျှအစည်းအဝေးတွေဟလာအများအားအတွင်းဝင်တို့ညွှန်ကြားရေးမှုချုပ်တို့အဆင့်တို့တက်ခိုင်းပြီးတော့သူတို့ပါကျင်တဲ့ message သတင်းစကားတွေပါတာမျိုးလုပ်တာအဲ့ဒီမှာတရုတ်ကတော့စစ်ကောင်စီကိုရော EAO EAO တွေရောသူကကစားနေတာပြပြီးတော့သူကအဓိကတော့သူ့ကြိုးစည်းပွားအာအာဟိုတဲတဲတာဟလာသူ့ကြိုးစည်းပွားကိုထိခိုက်တဲ့ကြားပြန်ကိစ္စပေါ်တဲ့အချိန်မှာဒီဒီ ညီနောင်သုံးဘောကတစ်တုံညာနှစ်ခွန်စစ်စင်ရေးလေလုံးမယ်ဆိုတော့သူကជីជីတာတာနဲ့ခွင့်ပြုလိုက် မတားဘူးအဲ့ဒီမှာမင်းအောင်လှိုင်ကတရုတ်ကိုအမှန်တော်သားဖြတ်ထွက်ပြီးတော့သူ့ရဲ့ကာလုံစည်းဝေးတွေမှာရောဟာကြုံကုန်တာဟုတ်လားပြီးတော့သူ့ရဲ့မာဘတ်သအအုပ်စုတွေကနေပြီးတော့တရုတ်ကိုဆန္ဒပြပွဲတော့လုပ်ခဲ့ဒါပေမဲ့ဒီဥဒ္ဒဆွေလက်ထက်လဲရတော့ဟိုတဲ့ချိန်မှာဒါဆွေရောအရင် MPC အုပ်စုပေါ့ငញ្ញញရေး နော်အဲဒီ bread ဟို peace council အုပ်စုတွေအကြံပေးတွေရောတရုတ်နဲ့ပတ်သက်ရင်အဲ့တလို့သွားမလို့ပို့မရောက်နိုင်ဘူးနားချပြီးတော့ဒီမြောက်ပိုင်းညင်အောင်သုံးပေါ်ရဲ့စစ်စင်ကြီးရဖို့တခုတည်းသောလမ်းစားကတရုတ်ကိုသွားကောင်းကုန်ဖို့ဆိုတဲ့ဟာနားနားချခဲ့တာပြီးအရင်လူအောင်းတွေဥသိမ့်စိန်တို့လိုလူတွေထောက်လိုင်းရေးတွေနဲ့ဒီနေရာမှာတန်ငင်းတမန်ငင်းရအတုံးချဖို့ဖြစ်လာတယ်အဲ့လိုနဲ့တရုတ်ကိုရှမ်းမြောက်တိုက်ပွဲတွေရပ်ပေးဖို့ ကူညီတောင်းနေတဲ့ hiking တဘောတူညီချက်နဲ့အပြည့်ရသွားတယ်။ MNDA တို့ TNL တို့ကဒီ2029ဒုတိယ line ပြန်စပြီးတော့လာရှိုးဘောကိုစားတဲ့မျိုးတွေကိုတိမ့်လိုက်တဲ့အချိန်မှာတော့တရုတ်ကဒီစစ်ကောင်စီတပ်ပြိုသွားမှာဒါမှမဟုတ်တရုတ်မထိန်နိုင်တဲ့အချိန်ကြီးရောက်သွားမှာသူကြောက်သွားတယ်။အဲ့ဒီမှာညီနောင်သုံးဘောဟောဘောအော်သူတို့ဖိအားပေးတယ်ပြီးရင်သူတို့ရဲ့အညာကိုကင်တဲ့အနေနဲ့ယူဒူရက်စီကိုပါဖိအားပေးတယ် အဲလက်နက်နဲ့ KMB ကြောက်ပေါ်လေနော်နောက်တခြားတရုတ်နဲ့ထိတွေ့နေတဲ့ KIA လို့အဖွဲ့လေဒါ PR ပေမင်း online ဘက်ကရပ်တလာရတယ်တူတူပြောရရင်တော့ဒါကြောင့်ပဲဒီကိုကန်ကလာရှိုးကိုပြန်ပေးလိုက်ရတဲ့အခြေအနေဖြစ်သွားတယ်တရုတ်ကအဲမှာပြစ်ခတ်စောင့်ကြည့်ရအဖွဲ့ဆိုပြီးတော့ဒါပြောရရင်တရုတ်ကထိန်းချုပ်မှုအောက်ကိုရောက်သွားတယ်နောက်ထိုင်းနိုင်ငံထိုင်းကတော့မြန်မာနဲ့ပတ်သက်ရင်ကဏ္ဍပေါင်းစုံမှာထိတွေ့မှုအတော်များတဲ့အင်ဂျင်နိုင်ငံ မြန်မာပြည်ဘက်ကတကူပြင်းထိုင်းကိုတက်ရောက်မှုကြီးတယ်ထိုင်းရဲ့မူဝါဒဖြစ်လာတဲ့မူဝါဒကလည်းဒီဖြစ်မြန်မာမှာဖြစ်လာတဲ့ချင်းဒီပေါ်ဘလို့တုတ်ပြန်မလဲဆိုတဲ့စဉ်းစားချက်ပေါ်တည်တာတည်တယ်ပေါ့ထိုင်းရဲ့မျိုးသားလူမျိုးတွေအတွက်မလုပ်မယ်ဆိုတဲ့ပြင်ဆင်မှုပေါ့သူကနေပြီးတော့နေအန်ယူဂျီနဲ့နောက်သူနဲ့နန်မိတ်ထိစပ်နေတဲ့ EOER ကိုနဲ့ဆက်ဆံရင်တိဆောက်တာတယ်10 29နောက်ပိုင်းနေပြီးတော့ကဒီစီးရရအားပြော်လာမှုထိတ်ချုပ်နိုင်မှုအားပြော်လာမှုဟာထိုင်းအတွက် EOER ကိုနဲ့ဆက်ဆံရေးကို ဟိုတိုးသွားသေးတယ်။အိန္ဒိယကလည်းထိုင်းနဲ့စင်တူလို့စင်တူလို့ပြောလို့ရတာဒါပေမဲ့မတူတာကတော့အိန္ဒိယမြန်မာနဲ့ပတ်သက်တိကျမူဝါဒဆိုတာတဲ့တရုတ်ဩတာလွန်မှုမှုသူ့နယ်စပ်ရောက်မလာရေးနော်သူ့မှာတရုတ်နဲ့နယ်မိတ်တိစပ်တဲ့ဒေသတွေမှာနယ်စပ်ပြဿနာရှိနေတာကကောက်ကိုက်ပြီးသားပြေအဲ့တော့ဒီတရုတ်ဩတာကမြန်မာကနေအရှေ့မြောက်ဒေသတွေတစ်ဆင့်ဝင်မွေခံမအောင်သူမလိုလားအဲ့တော့ကွန်တိန်းမန့်လုပ်တဲ့မူကဒီဘီဒွန်နဲ့ဆက်ဆံရေးကိုထားတယ် ဒါပေမဲ့လည်း၁၀၂၈ခွန်နောက်ပိုင်းနေမီစုံမှုမှုတွေနှုတ်တော်လိုက်ပြမှာအားကောင်းလာတဲ့အချိန်မှာအိန္ဒိယနဲ့နန်မိတ်ထိစပ်နေတဲ့ဒေသတွေက EU တွေကိုအတီလင်းဆက်ဆံရေးထူထောင်လာသို့တော်လည်းထိုင်းရောအိန္ဒိယဟာမြန်မာနဲ့ပတ်သက်အညူဂျီတို့ EU EU တို့နဲ့ဆက်ဆံရေးမှာလူသားစာနာကူညီပေးရမှုပေါ်မှာမူဝါဒပေါ်မှာပဲတည်ထားတာဖြစ်တယ်အဲ့ဒါကတရုတ်နဲ့ကွာသွားသေးတယ်တကယ်တမ်းထိုင်းကအိန္ဒိယက intervention လုပ်လို့ရနိုင်တဲ့အခြေအနေရှိပေမဲ့ပြယုတ်တို့မြန်မာပြည်ကိစ္စမှာဗျောင်ဗျောင်တင်းတင်းဝင်ဆက်တာမျိုးမလုပ်ဘူး။ဒါသူတို့မလုပ်ချင်တာလည်းဖြစ်မယ်။စစ်ကောင်စီကတော့ဒီထိုင်းနဲ့ထိတွေ့ရတဲ့ဆက်ဆံမှုကိုအကြောင်းပြုပြီးအာဆီယံမှာပြန်တိုးဖို့ကြိုးစားတယ်။အိန္ဒိယနဲ့ဆက်ဆံတဲ့တစ်ဖက်မှာတရုတ်နဲ့ရုရှားတော့သူရဲ့နိုင်ငံတကာစင်မင်းရဲ့အမကန်တပါတိုင်းနေပေါ့နော်။ကုလသမဂ္ဂလူမျိုးကောင်စီလိုနေရာမျိုးမှာတရုတ်တခုပြုထားတာ။အဲ့တော့အဲ့လိုလုပ်ချင်းရ အပြင်အမေရိကန်ရဲ့အနောက်စုကကုလသမဂ္ဂဆင်မြန်နေပြန်ပြုတ်လာပါဦးသူကကထားတာပေါ့ကုလသမဂ္ဂမှာအတိမတ်မပြုတ်ရင်နေပြန်ပြုတ်မခံဘူးဆိုတဲ့အဆင့်ဒါသူရဲ့လက်တလော့ဖြူဟာပေါ့အဲဒါလို့နဲ့မင်းအောင်လိုင်းကလည်းယူကော့ဘွေးကနေနိုင်ငံရေးထွက်ပေါက်လုပ်မယ်ဟလာဒါသူသူတို့ကတော့တွေ့ရေးဆက်တည်းပဲဖြစ်ချင်တော့သခိုင်းပြည့်ရရနေသခိုင်းကလေးကြီးလှုပ်ပါလေရောနေပြီးတော့မန်းလေးပကိုးသခိုင်းစသဖြင့်ဒီဒေတာတွေအများသူကမင်းအောင်လိုင်းအုတ်ချုပ်ရဒေတာတွေဒါကငလင်တန်းခံရတယ် ပြောရရင်ရန်ကုန်မှာကောင်းကောင်းလွတ်တယ်နေပြည်တော်ရဲ့အုတ်ချုပ်ကြီးရန်ရာမလဲနိုင်အောင်အောင်ဖြစ်သွားတယ်နေပြည်တော်မှာဦးတန်းရွှေခေလက်ပေးလက်ယူနဲ့စောက်ခဲ့တဲ့အစာဦးတွေပြိုရာပဲအခုဟာက American dollar ဘီလီယံပေါင်းများစွာကုန်ကြမဲ့ပြန်လဲထူထောင်ရေးလုပ်ရမယ့်အချိန်ဒါကစစ်ကောင်စီရဲ့စစ်ကောင်စီတိုက်ရဲ့အရင်းမြစ်တွေကိုဖြည့်ဆည်းပေးနေတဲ့ရေတောင်းမြစ်တွေကိုခန်းကြောက်သွားစေသူ့မှာလောလောဆယ်ရဟိုကငွေကတဲတန်လို့ပြီအဲ့မှာနိုင်ငံငါအခင်းကျင်းပေါ်မှာ ပြောင်းလာ နောက်တစ်ဆင့်ပြောင်းတာပေါ့နော်ရွေးကောက်ပွဲကထွက်ပေါက်မဟုတ်ဘူးလို့ထုတ်ပြောလာတာတွေကအာဆီယံအတွင်းမှာရောအပြင်မှာရောပို့ပြီးတော့ကျေလာတယ်တစ်ဖက်မှာတော့မင်းအောင်လှိုင်ကဘင်းစတက်အစည်းအဝေးလို့ဟာမျိုးတက်ခွင့်ရပြင်မဲ့သူမလိုချင်တဲ့ပြန်ပေးလိုက်ရတာတွေဖြစ်လာဒီမှာလူသားဆန္ဒငလင်းကြောင့်လူသားဆန္ဒအကူအညီပေါ့တည်ကြတာဆိုတော့တန်ကင်းတမန်ကင်းရချစ်ကောင်စီအနေနဲ့ကန့်ကွက်ရခက်တာမျိုးလည်းဖြစ်လာနော်သူကငွေလဲလိုနေတော့လည်းညီမရတာ ဲ့တော့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါဣဘရာဟီမ်ကအမျိုးသားညီညွတ်ရေးဆွေးနွေးပွဲဝင်ကြီးချုပ်မန်းဝင်းခိုင်တင်းနဲ့အွန်လိုင်းနဲ့ဆွေးနွေးတာဖြစ်လာတယ်။ဒါကပြောရရင်တော့အန်ယူဂျီကိုတရားဝင်ဆင်မြင့်မော်တင်အတိမတ်ပြုပေးလိုက်တာပဲ။အရင်ကအင်ဒိုနီးရှားလက်ထက်မှာလည်းအန်ယူဂျီရောအီယာကိုတော့လည်းထိတွေ့တယ်ဆိုပေမဲ့တော်တော်တိတ်တိတ်ပဲနော်။ပြောင်ပြောင်တင်းတင်းကြီးညာပြီးတော့တရားဝင်တွေ့တာဒါပရမအဆုံး။အန်ဝါဣဘရာဟီမ်ကလည်းတိုက်ခန်းကနေအာနာရလာတဲ့ဆိုရဆိုတော့သူ့မှာ မူလဲရှိသလိုလက်တွေ့လဲကြာအဲ့ဒီတော့ဒေတာရင်းနိုင်ငံရေးမှာတန်တမန်ရေးရတော့ຫນွေဦးတော်လိုင်းရေးဘက်ကိုရွေးလာနေတယ်မင်းအောင်နိုင်တဲ့စေုပ်စုကရှက်လို့သာထုတ်မပြောတာသူတို့ဆွတ်ဆွတ်ခုံစရာဖြစ်ပဲအန်ယူဂျီအနေနဲ့ကြည့်ရင်သူကပရိုတိုကောရနိုင်ငံဆင့်တွေးဆမှုမှာဒီမိုလက်စတီတမနာနဲ့တွေးဆပြီးတွေးဆမှုတာရှိတယ်ဒါပေမဲ့ဒီမိုလက်စတီကအာအာဆီယံပင်မအုပ်စုနဲ့အဲ့တော့မတူဘူးပေါ့မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရတာဒါပြောရရင်2024ခုနှစ်နောက်ပိုင်းမှာပထမဆုံးဖြစ်တယ်အထူးသဖြင့်အဲကိုအထူးကိုယ်စားလှယ်ပေါ့ Mr. Oman Hashan ကလည်း NUG K2C เนาะဒီဘွဲ့တွေနဲ့တွေ့ဆုံနေတာရှိအဲ့တော့2022ဒီငလင်းလောက်ပြီးတဲ့အခင်းကျင်းရတော့ထူးကြပါတယ်မန်းလေးငလင်းလို့နာမည်ပြောင်းလိုက်တဲ့နေအောင်လိုင်းကိုကဘာမြေကြီးရပဲပြန်ပြီးတော့ဆွဲချသွားတာပါပဲ အခုဟာပြောသွားသလားဆိုလို့ရှိရင်ဒီတရုတ်ထိုင်းအာဆီယံမလေးနိုင်ငံတွေနဲ့ဆက်ဆံရေးအခြေအနေပေါ့နော်ဆိုတော့တခြားဟိုဒေတာတွင်းနိုင်ငံတွေပြီးတော့ဆက်ဆက်တဲ့နိုင်ငံတွေပေါ့နော်ဒီနှစ်ဖက်နှစ်ဖွဲ့နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းသဘောထားတွေပြီးတော့ဆက်ဆံရေးပြောင်းလဲလာတာမျိုးတွေရောတွေ့ရလားဒီဒီရှေ့ဆက်ဒီအဖွဲ့အစည်းနှစ်ခုရဲ့ဒီတန်တမန်ဆက်ဆံရေးကရောဘယ်လိုမျိုးရှိလာနိုင်တယ်လဲရှင်ရုရှားတို့ဘီလာရုစ်တို့အီရန်တို့ကြတော့သူကစစ်ကောင်စီနဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတွေနော်ဒါပြောရရင်ဒီဆက်ဆံရေးကကမ္ဘာနိုင်ငံရေး အခင်းကျင်းကြောင့်ဖြစ်တာအမေရိကန်နဲ့အနောက်အစုဒီမိုကရေစီအနောက်အစုရဲ့သူ့ကိုပြိုင်ဆိုင်တဲ့အစုရဲ့အားပြိုင်မှုကနေပြီးတော့ဒီဆက်ဆံရေးပေါ်တရုတ်ကတော့ဒီကမ္ဘာနိုင်ငံရဲ့ခင်းကျင်းမှာလည်းပါတယ်လို့သူနဲ့နင်နမိတ်ချင်းထိဆက်ပြီးတော့သူ့ရဲ့လုံခြုံရေးစီးပွားရေးအကျိုးစီးပွားတွေကြောင့်ဒါစကားထားနဲ့ဆက်ဆံရေးဖြစ်သူကစစ်ကောင်စီနဲ့တစ်ဖက်သက်ရပ်တည်တဲ့ပုံစံမျိုးထားပေမဲ့လည်းနမိတ်စုံမမှုရလိုအပ်လို့ရှိရင် ူရဲ့ယင်းနှမြုံနှံမှုတွေလုံခြုံရေးအတွက်အန်ယူဂျီကိုလှည့်ထားတာရှိတယ်။တရုတ်ကသူ့ရဲ့ဘီယာတိုင်းစီမံကိန်းတို့ထိုင်ဝမ်အရေးကြီးတဲ့ပတ်သက်လို့လုံခြုံရေးဘူဟာတို့အရာစစ်ကောင်စီနဲ့ပေါင်းလာပြီးတော့ဒီမှာပြည်အလဲပိုင်းအတွက်မြောက်လိုက်မှာဟာမေးပြူပြူလာပေါ့တရုတ်ကအန်ယူဂျီကိုဒါဒီမိုကရေစီနဲ့လူ့ကွင်းရေးလိုလားတဲ့အနောက်နိုင်ငံတွေနဲ့နှိစက်တယ်လို့ယူဆပြီးတော့သူကအန်ယူဂျီကိုအာနာရသွားမှာတိတ်မလိုလားဘူးဒါကလည်းသူ challenge နိုင် ချဲလဲလို့မရမှာဆိုတာဖြစ်တယ်လို့အန်ယူဂျီနဲ့ရောက်ပိုင်းမှာဟာမိတ်ကနိုင်ငံရေးရတသားတယ်မဖြစ်တာအန်ယူဂျီနဲ့ကချင်ကရင်ကရင်ဒီချင်းတို့ဟိုရဲ့မဟာမိတ်တွေကစေကြီးအရမြို့ကြီးတွေကိုတိမ့်နိုင်မှုစစ်တိုင်းဌာနချုပ်တွေကိုတိမ့်နိုင်မှုမရှိသေးတာပေါ့သူကတိတ်ပြီးတော့လဲမမျော်လင့်သေးတာပါမှာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါကမြန်မာလူထုဆန္ဒကိုတေယုတ်ကမျက်ကွယ်ပြုတာ အိန္ဒိယကတော့ခုနပြောလို့ဒီ2029နောက်ပိုင်းပေါ့2024နှစ်စလောက်တည်းကပတ်ပေါင်းဆုံးထိတိဆက်ဆိုင်ဘက်ကို ပြောင်းလာတယ်။ဟလာဘင်စတက်စီဝဲတက်ကိုအိန္ဒိယဝန်ကြီးချုပ်မိုရီကမေအောင်လိုင်းကိုပြောတယ်။ပြီးတော့ဒီမှာသူဦးရဲ့တောင်းဆိုတဲ့ဟာကမြန်မာနိုင်ငံရေးဖြည့်ရှင်းမှုအားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ဆိုတာသူထည့်ပြောတာဒါအခေရကြတယ်။တစ်ဖက်မှာလည်းအိန္ဒိယနဲ့မြန်မာဘက်က အာချင်းရခိုင်ကချင်းအညာဒေသဒေါ်လာရေးတွေဆက်ဆံရေးကဒီဆောက်ဟိုဆက်ဆံရေးကကောင်းလာတာတွေ့ရထိုင်းမှာကျရင် ထိုင်းစိုးကမင်းအွန်လိုင်းကိုဟိုထိုင်းကိုဖိတ်တာရှိပြီမဲ့တစ်ဖက်မှာအန်ယူဂျီနဲ့သူရဲ့မဟာမိတ်ကီတူစီတို့လည်းဆွေးဟောဟောအေးဟိုဟိုဒီပရမဆိုရင်ဝါ YouTube လက်စေပဲရှိလိမ့်မယ်ဒါကြောင့်လဲစစ်ကောင်စီက US ကို ထိုင်းနဲ့အဲတည်တည်ပေးတာမျိုးပေါ့ပြိပခဖြစ်အောင်လာတော့စူးစမ်းလေးရှိတယ်အာဆီယံနိုင်ငံတွေမှာ နိုင်ငံချင်းချင်းကြမှာမြန်မာနဲ့ပတ်သက်ရင်သဘောထားကွဲတာရှိပေမဲ့သူကအာဆီယံဥက္ကဋ္ဌလုတ်တဲ့နိုင်ငံရဲ့ချင်းကပ်မှုပေါ့အပြည့်ဝလုတ်ပိုင်မပေးထားတာအဲ2023ချဲဟိုကဥက္ကဋ္ဌပြည့်တဲ့အင်ဒိုနီးရှားတုန်းကသူရဲ့ပတ်ပေါင်းဆုံးထိတွေ့ဆက်ဆံမှုဟိုဟိုလုတ်တာရှိတယ်2025အာဆီယံဥက္ကဋ္ဌပြည့်တဲ့မလေးရှားကဒီပတ်ပေါင်းဆုံးထိတွေ့ဆက်ဆံမှုကိုပို့တိုးလုပ်တယ်နောက်ပြီးတော့အတိမတ်ပြုတဲ့ဘက်ကိုဟိုဒီဘက်အဲဟိုပါပေါ့ ပုံမလင်းလင်းလောက်တဲ့ဘက်ကိုရောက်လာ။ Now မလေးရှားဝန်ကြီးချုပ်အန်ဝါကိုတိုင်ကလည်းမြမကြီးကိစ္စတွေသူကစိတ်ဝင်စားရှိတဲ့ခေါင်းဆောင်ဆိုတော့မနစ်ကဒီလာအိုဥက္ကရလုတ်တုံးရတဲ့စာလို့ရှိရင်အာဆီယံပတ်သက်မှုကိုပို့ပြီးတော့မြင်ရဖို့ရှိတယ်။အခုလက်ရှိမလေးရှားကမြမကြီးကိုချဉ်ကပ်တဲ့နေမှာနီလာနှမျိုးသုံးနေတာတွေ့ရပရမတဏီကတော့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကသူနဲ့တက်စင်နဲ့ပေါင်းပြီးတော့လုတ်တဲ့ဒီဒုတိယနေ့ကတော့အထူးတန်တမန် အဲငါနေပြီးတော့အာလုတ်တဲ့အာလုတ်ပါဝင်တဲ့ဆွေးနွေးဖြစ်ပေါ်လာလမ်းကြောင်းအဲ့လိုနဲ့ April 18ရက်နေ့ကထိုင်းမှာ မလေးရှားဝန်ကြီးချုပ်ကမင်းအောင်လှိုင်နဲ့တွေ့ချိန်မှာအထူးတက်တမန်ဖြစ်တဲ့ Mr. Oman Hashim က UNG K2C လို့နဲ့တွေ့တယ်။နောက်ရက် April 18ရက်နေ့မှာမလေးရှားဝန်ကြီးချုပ်က UNG ဝန်ကြီးချုပ်နဲ့ online မှာတွေ့တယ်။အဲ့တော့2025မလေးရှားဥက္ကဋ္ဌဖြစ်နေတဲ့ ASEAN ငါမြန်မာအကြီးကိုပို့ပြီးတော့အာရုံစိုက်လာမယ်လို့ယူဆရတယ်။ UNG PDF ကို အထင်သေးပြီးတော့မဆွေးနွေးပါဘူးလို့တောက်လျှောက်ပြောလာတဲ့စစ်ကောင်စီအတွက်တော့သူရဲ့နိုင်ငံရေးရနေပါတာဆက်ဖြစ်လာတယ်အဲ့ဒီမှာ testing water ပေါ့အကဲဆန်းတဲ့တရင်တွေလည်းထုတ်နေတာတွေ့ရပါတယ်ဒါကတော့ဒီတန်တမန်ဆက်ဆံရေးအခြေအနေတွေပေါ့နော် ဒီတစ်ဖက်မှာလည်းဒီစစ်ကောင်စီကဒီလိုမျိုးနိုင်ငံတကာမှာဝင်ဆောင်စူးစမ်းနေတယ်လို့မျိုးပေါ့လေဒီနှစ်ကုံမှာရွေးကောက်ပွဲလုပ်ဖို့ရှိတယ်ဆိုပြီးတော့ဟိုသတင်းတွေထုတ်နေရရှိပါတယ်ပြီးတော့ဒီအခုလာရှိုးကိုပြောင်းဝင်ဖို့လုပ်နေရဆိုတာကလည်းရွေးကောက်ပွဲလုပ်ချင်လို့ဆိုပြီးတော့မြို့ကန်တွေယူဆနေကြတာမျိုးရှိရပါတော့ဆိုတော့ဒီလိုမျိုးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့အစီအစဉ်ကဘယ်လိုမျိုးရှိတယ်လို့တွေ့ရသလဲရှင်နေမီလီလက်လွတ်ဆုံးရှုံးရတဲ့အချိန်မှာနောက်စစ်တပ်ကအင်အားချိနေလာတဲ့အချိန်မှာမင်းအောင်လည်းကရွေးကောက်ပွဲကသူ့ရဲ့ ထပ်ပေါက်နော်ပြီးရင်ဒေါ်လာရင်းကိုရက်တက်မဲ့ view ဟာလို့ယူဆတာကြောင့်မဖြစ်မနေအဲကျင်းပဖို့ပြင်ဆင်လာဒါပေမဲ့ဒါကဟိုကသူအားနေချက်ဖြစ်လာသူနဲ့နီးစပ်တဲ့ဒီသူသူဒေသနာသမား researcher တွေကအာဘလို့ဟိုဟိုပြောလဲဆိုတော့စစ်ကောင်စီကရွေးကောက်ပွဲကိုအောင်မြောင်ကျင်းပနိုင်မယ်ဆိုရင်အစိုးရတတိယပေါ်လာလိမ့်မယ်ဒါဆိုနိုင်ငံတကာကလည်း စစ်တပ်ကိုရောသူတို့ရဲ့အစိုးရကိုပါဆက်ဆံလာလိမ့်မယ်။နောက်ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရရှိနေပြီဖြစ်တဲ့အတွက်ဒီမိုကရေစီလိုချင်လို့ပါလို့ဆိုပြီးတိုက်နေတဲ့လက်နက်ကင်တော်လှန်သူတွေအတွက်လည်းတော်လှန်လို့မရတော့ရသွားလိမ့်မယ်ပေါ့။ဒါတွယ်ရေးဆက်တဲ့သူတို့ရဲ့ဖြူဟာမြောက်လမ်းပေါ့နော်။မြောက်လမ်းကရုရှားကိုထပ်သွားပြီးတဲ့အချိန်ရုရှားလည်းယူကော့ဘွယ်လန်ကိုဘက်ကင်းပေးလိုက်တော့မြောက်လိုက်အတော်ပြောသွားတာနော်ဒီမှာအ ဂျန်ကန်ပွင့်ပြွေးပါတီတို့ဦးကိုကြီးတို့ကလည်းဒါသူတို့တော့ဟောလွတ်တော်လေးရောက်ပြီးမင်းအောင်လိုင်းနဲ့အာနာခွဲချမ်းယူနိုင်ပြီလို့တွက်ကြပုံရပါတယ်ဖြစ်ချင်တော့ငလင်ကြီးကထားလို့ပေါ့ကံမလိုက်ဘူးလို့ပဲပြောရမလားဒါမှမဟုတ်စိုက်ခဲတဲ့တက်ရေသိမ်းရတာလို့ပဲပြောရမလားပဲအကောင်စီကယူကော့ဘွဲဆိုပြီး2024အောက်တိုဘာထဲမှာတကောင်စင်းတွေကောက်တယ်နောက်မြို့နယ်တွေမှာ smart car စီမံငင်းတွေလုပ်တယ်လူကြီး အစ်စင်းနေရဖို့လုပ်တယ်ဒါပေမဲ့လည်းသူ့ရဲ့ထုတ်ပြန်ချက်အရတော့စင်းရင်အပြည့်အဝကောက်ယူနိုင်တာ145မိနစ်ရှိလာမယ့်2025ဒီဇင်ဘာလထဲမှာသူရွေးကောက်ပွဲလုပ်ဖို့စီစဉ်လာပြီးတော့2026ဇန်နဝါရီလလည်းဒီလေးဘက်စတိုက်ကျင်းပမယ်ဒီကောင်းတော်ကသူဦးအနေနဲ့ပြောတာကဖြစ်နိုင်လို့ရှိရင်ရွေးကောက်ပွဲကိုတည့်ရတဲ့ကျင်းပမယ်ဒါပေမဲ့ မဖြစ်နိုင်ရက်ကိုအတိအကျမကန့်တတ်တာဘူးအပိုင်းလိုက်ခွဲပြီးကျင်းပမယ်လို့ပြောတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်ရပါရင်မြို့နယ်330မှာမြို့နယ်130ကျင်းပဖို့လုပ်ပြီးတော့ပြည်သူလွတ်တော်မှာမဲများတဲ့သူအနိုင်ယူ FPTB နဲ့လုံမပြပြီးတော့ကြံတဲ့လွတ်တော်တွေအတွက်အချိုးကျပိုစားပြုစနစ်ပြရနဲ့ကျင်းပလိမ့်မယ်။နောက်မဲပေးမှုကိုတော့ electronic ပဲပေးစနစ်နဲ့ ူပေးဖို့ပြင်ဆင်ထားတယ်။ဒါတလောမှာစစ်ကောင်စီမှာမတ်ပုံတင်ထားတဲ့ပါတီက54ပါတီရှိပြီးတော့နောက်ထပ်ပါတီတွေဆက်ပြီးတော့မတ်ပုံတင်ဖို့မေ9ရက်နေ့ဒီလက်တင်ခံသေးတယ်လို့ဧပြီလ10ရက်နေ့ဒီစစ်ကောင်စီဖော်မရှင်ကထုတ်ပြန်လာတယ်။ဒါပေမဲ့ဒီမှာအဓိကကတော့ဟောရွေးကောက်ပွဲရဲ့အဲခဲဟိုတမတမကြာမှုပေါ့လွတ်လပ်မှုဟိုလွတ်လပ်မှုဟိုတည်တဲ့ ့ NLD လို့ဟို SNL လို့ပါတီတွေအေးပါအောင်ပါမလားဆိုပြီးတော့သူကစောင့်ဆိုင်းနေတာပြဒါပေမဲ့ခုတတိတော့လမ်းမမြပါဘူးအဲ့တော့ဟိုယူကဘွဲကိုဟိုအတိမတ်ပြုဒီနိုင်ငံတကာရဲ့အဲအတိမတ်ပြုမှုကမေကွန်းထုတ်เสียဒါပေမဲ့ကုရီးယားနောက်၈လပဲလို့တော့တဲ့အတွက်ယူကဘွဲအတွက်ဥပဒေနီးဥပဒေမထွက်သေးတာကြောင့်မှတ်ပုံ တင်ပြီးသားပါတီတွေတော့မှစီယုံရေးရှင်းဖို့အခက်တွေ့နေလို့နောက်လူတို့ကလည်းစိတ်ဝင်စားမှုမရှိဘူးနောက်နေမေလုံကြုံရေးအေပါတီတွေကတောင်းဆိုတာပဲမယ်လေစစ်ကောင်စီကရွေးကောက်ပွဲအဲအတွက်တောင်းလုံကြုံရေးပေးနိုင်ဖို့ဆိုတဲ့ဟာမေကွန်းထုတ်စရာနော်အဲ့တော့ဒီမြို့နယ်130ထဲမှာပါတဲ့မန္တလေးတိုင်းနေရာမြို့တွေစကိုင်းတိုင်းတောင်ကျမ်းမြို့တွေပဲခူးတိုင်းရှေးကျမ်းမြို့တွေအေရာဝီတိုင်းရမြို့တွေအခုဟာ ဒါစစ်ကြောင်းထိုးနေတာတွေဖြစ်အေးဦးဆောင်ပြီးတော့ ARD PDF ဒီဒေါ်လာရေးတွေအေးပူပေါင်းတက်တွေကထိုးစစ်ကြောင်းတကူကပသိမ်ပုံရလမ်းထိန်ချုပ်ရေးနဲ့၄မျက်နှာမျိုးနာကန့်နေသာကတာဒီမှာအခုလောလောဆယ်ကိုစစ်မှုထမ်းတွေအားပြုပြီးတော့ခန့်စစ်စင်နေတဲ့သူကဆုံးဆုံးနေရ Now အန်းနဲ့တောင်ကိုကနေထွက်လာတဲ့ထိုးစစ်ကြောင်းကြီးတကူကလည်းရှိသေးတယ်တခြားဒါအပြင်မဲ့ Now ချင်းမှာလည်းမြို့သိမ်းတိုက်ပွဲတွေဆက်ဆင်နွှဲနေသေးတယ်။မြန်မာပြည်အရှိတ်ပဲကျတော့ကေရင်ကဥဆောင်ပြီးတော့ PDF မဟာမိတ်တွေနဲ့စစ်ကောင်စီစကန်တွေကိုသူကတပည့်စည်းလဲသလိုလှဲထုတ်နေနော်ပြည်နယ်ထဲအပြည့်အဝထိန်းချုပ်ရေးစစ်ကောင်စီကိစ္စရဲ့အဆင့်ကိုတွားနေတာအရင်ကမတိုက်တဲ့တပ်မဟာတွေတောင်မှတိုက်လာကြတာလောလောဆယ်မှာပဲစစ်ကောင်စီဘက်ကဖြူဝမှုအဆင့်တွေကြာပြီးယာနဲ့ချီပန်ကန်တာတွေဖြစ်တယ်နော်နောက်ကရင်နီကလည်း တက်တွေထပ်ပွက်အင်အားတွေထပ်ပြည်နေတယ်။အိုးမြန်မာပြည်မြောက်ပိုင်းကချင်မှာလည်းထိုးစစ်ကြီးတွေရှိနေတယ်။ပြောရရင်တော့ K3C AA PDF PPL PLS အဘုန်းကစတဲ့အဖွဲ့ပေါင်းစုံဖွဲ့ပြီးတော့အော်ဟိုတိုက်ခိုက်မှုတွေရှိတာအဲ့တော့ပြောရရင်တော့တန်ဆုံဒီဝိုင်းပဲအဲ့တော့သူ့ရဲ့ရွေးကောက်ပွဲလုံးမဲ့နယ်မြေတွေကလည်းဘလောက်လုံခြုံရေးပေးနိုင်မလဲဆိုတဲ့ဟာပို့ပြီးတော့မေးစရာဖြစ်လာတယ် ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတကာကပေါ့နော်အထူးသဖြင့်ဒီအိန္ဒိယနိုင်ငံတွေကဘယ်လိုမျိုးတုံ့ပြန်မှုရှိသလဲရှင်တစ်ဆက်တည်းမှာဒီအန်ယူဂျီအပါဝင်ပေါ့လေတလင်းအင်အားစုတွေဘက်ကရောဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာတွေပြင်ဆင်ထားဖို့လိုမလဲရှင်ဇန်နဝါရီ31မှာနောက်ထပ်6လတူတော့ဒီကာလိုမှာသူ့ရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုဒေတာရင်းနိုင်ငံတွေကထောက်ခံတယ်ဆိုပြီးပြောခဲ့အဲ့တော့အဲ့တုန်းကသူပြောတာကတရုတ်ခီးစင်ကနေပြန်လာပြီးနှလားလောက်အဲမန်ဒိတ်ရလာခဲ့တယ်လို့ပြောလို့ရတယ် 2024ခုနှစ်ဩဂုတ်လ24ရက်နေ့ဟာနေပြည်တော်ရောက်လာတဲ့တရုတ်နိုင်ငံရဲ့ဝန်ကြီးကရှေ့လုပ်ငန်းစဉ်9ရက်နဲ့ယူကပွဲကိုထောက်ခံရုံမကအကူအညီမယ်လို့ပြောတယ်နော်။နောက်ရုရှားသမ္မတပူတင်နဲ့ဘီလာရုသမ္မတတို့ကလည်းစစ်ကောင်စီရဲ့ယူကပွဲကိုအကူအညီမယ်ဆိုတာမျိုးထုတ်ပြောခဲ့ကြတာရှိတယ်။2024ဒီဇင်ဘာလ19ရက်နေ့6နာရီစစ်ကောင်စီရဲ့နိုင်ငံရဲ့ဝန်ကြီးကယူကပွဲက ကောင်းအောင်ပဲအဓိကထားပြောတော့တက်လာတဲ့ဝန်ကြီးတွေကနားထောင်ကြပြီမဲ့လည်းဘာမှတော့မှတ်ချက်ပေးတာမတွေ့ရဘူး2025ဇန်နဝါရီလ19ရက်နေ့ဟာမလေးရှားလန်ကာဝီမှာလုပ်တဲ့နိုင်ငံရေးဝန်ကြီးများအစည်းအဝေးမှာစစ်ကောင်စီကိုယ်စားလှယ်ရွေးကောက်ပွဲကိစ္စပြောပြီးမဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုအူစားမပေးဘဲချက်ချင်းအပြစ်ခတ်ရစေပြီးတွဲဆုံဆွေးနွေးပွဲတွေစတင်ဖို့တိုက်တွန်းလိုက်တယ်လို့ရိုက်တာသတင်းဌာနကနေပြီးတော့သတင်းတက်လာရှိတယ် ဒါကြောင့်တရုတ်ရုရှားအားတို့ဟိုရှိပေမဲ့အာဆီယံတစ်ခုလုံးအနေနဲ့ကတော့မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဘက်မှာမရှိဘူးဒါမှမဟုတ်ရင်ထောက်ခံဖို့အစဉ်သင့်မဖြစ်သေးဘူးလို့ပြောလို့ရဒီဒီလိုအချိန်မှာ2025မှာရွေးကောက်ပွဲကျင်းပမယ်ဆိုတာကြောင့်ဒီပြည်မပေါ့ဗမာ တော်လိုင်းတက်တရားလဲစစ်ကောင်စီရဲ့အုတ်ချုပ်ရေပုံချက်ဖြစ်တဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေကိုသိမ်းယူဖို့ပြင်ဆင်လာတာ 2024ခုနှစ်နှစ်လယ်လောက်ပိုင်းကစပြီးဓာတ်ဝဲချင်းတက်တွေနဲ့အေအေဒီကိုင်တို့ကလည်းစကိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတွေကမြို့နယ်တွေတိုက်ပွဲမှာပါဝင်လာတာတွေ့ရဟလာကလီကန်ကောလာမိုင်းမှာတိုက်ပွဲပြည်စတိုင်းပေါ်နေအရာဥတိုင်းမှာလည်းအေအေမဟာမိတ်ကလေးမျက်နာပသိရေးကြီးတာပေါင်းမှာဆစ်စင်ကြီးတွေပေါ်နေတယ်အဲ့တော့ရေးကြီးတွေက စစ်ကောင်စီရဲ့စကန်းနေဆိုရင်ရေကြီးအမတ်တ3လေးလေးမှာသွားပူးပေါင်းတာအင်္ဂပူကစကန်းနေဆိုလဲကွင်းတော့တကကငါတမာရောတမင်းလေးချင်းကြောင်သွားပူးပေါင်းတာမျိုးလုပ်နေရတဲ့ချိန်ကရင်စစ်မျက်နှာမှာလဲစစ်ကောင်စီကကရင်ပြည်နယ်တွေကလုံးဝထွက်သွားရတဲ့အချိန်မျိုးစိုက်မှာဆိုလို့အသေးတံပဲဒေါနာတောင်ကြီးကကော့ကရိတ်ဂျုံတို့နော်နောက်အရင်အပြည့်ရနေမယ်လို့သဘောတူထားတဲ့ line board တွေကိုလက်မလို့ရဖို့သူဟို စူဆောင်းထားတဲ့လူသစ်တွေနဲ့အားဖြည့်ပြီးတော့လုပ်နေရအာရှလမ်းမကြီးကိုတက်ပြီးတော့ထိုးစစ်ပုံစံမျိုးသူဟိုဟိုလုတ်တက်ပြီမဲ့လေဒါမဲ့ဘလို့ဖြစ်မလဲဆိုတော့တောင်ခမ်းမမျိုးတဖြည်းဖြည်းရှစ်တူဖို့စမ်းကြည့်တဲ့သဘောမျိုးဖြစ်ပြီးတော့ပြန်ပြန်ဆုတ်သွားတဲ့အနေအထားမျိုးဖြစ်လာလိမ့်မယ်အန်ယူဂျီရဲ့ဒီတစ်ချိန် CAU တီချက်ဒါအန်ယူဂျီနေမဟုတ်ဘူးဟို ERO တွေရောပေါ့နော်အတူတဲ့အဲ CAU တီချက်ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဟိုမကျင်းပနဲ့မြို့ကောက်ပွဲလုံးမဲ့ဒေတာတွေကိုတော့မှမကျင်းပနဲ့အောင်စီရေးရအသာယူရေးအဲ့တော့တနိုင်ငံလုံးတိုင်းတာနဲ့ထိုးစစ်ဆင်ဖို့ဆိုတာပြင်ဆင်နေတယ်လို့သူကြေညာငလင်ကစစ်ကောင်စီကိုအားပြော့သွားသေးတာဒါလည်းထူကြတယ်ဒါပေမဲ့မင်းအောင်လည်းတော့ဆက်ပြီးတော့ migrant တူးနေတော့မယ်သူမှပြောရရင်ယူကောက်ပွဲကအဆင်သင့်မဖြစ်ပေမဲ့လည်းဒါဒီဇင်မာမာလုံးမယ်လို့သူဆက်ပြီးတော့ဆုံးဖြတ် ဲ့တော့စကားစနဲ့ဒီဒေါ်လာကြီးလမ်းတစ်ခုကဘလို့မှမတူဘူးဟုတ်လားသူယူကောက်ပွဲလမ်းနဲ့သူရဲ့နိုင်ငံရေးထွက်ပေါက်ကိုထောက်ကူပြုတစ်ခုထွင်ထားတာရှိတယ်မြန်မာ narrative ဆိုတာပေါ့ဒါပြောရရင်တော့သူတို့ဘောင်းနေတဲ့ sister ဆွေးနွေးမှုဖြစ်အောင်เนาะဒါမှမဟုတ်အောက်ထစ်အချိန်ဆွဲနိုင်အောင်ကြိုးစားတာပေါ့မြန်မာ narrative ကိုမင်းအောင်လိုင်ကကြိုးကင်ပြီးတော့အရင် MPC ကလူဟောင်းနေအေးလောက်တာပေါ့လေဒီရဲ့တဘောကတော့မင်းအောင်လိုင်လက်နက်မချပဲဆွေးနွေးနိုင်မဲ့နီလန်းသူတို့ရှာတာ လာတလောက်ထိတော့တိတ်ပြီးတော့ခီးပေါက်မဲ့သဘောမတွေ့ရပါဘူး2025မှာငလင်လှုပ်တာ sorry 2025ရဲ့လှုပ်လှုပ်ခက်ခက်မှာငလင်ကြီးလှုပ်တာဒါထီးပြိုနမ်းပြိုတွေလည်းဖြစ်ခဲ့တော့မင်းအောင်လိုက်တွေ့တာ သူ့ရဲ့ပေဒဏ်တွေတစ်ခုပြီးတစ်ခုကျိုးလာလိုက်တာအချိန်တွေကတော့ဟန်လာတယ်မဟုတ်ဘူးဒါပေမဲ့မြမအကြီးကမြမပြည်တွင်းတက်တက်မဟုတ်ပဲနဲ့တရုတ်ကပတ်သက်နေတယ်ဆိုတာသတိထားဖို့လိုပါတယ်တရုတ်ကသူ့စီမံကိန်းကသူသွားနေတာမှာမင်းအောင်လိုက်ကိုဆက်ပြီးကြားကန်ပေးဦးမှာလား ဘလို့မှမနိုင်နိုင်တော့ဘူးဆိုတဲ့အချိန်တွေမှာလက်လျှော့တာမလားဆိုတဲ့အဲ့ဒါစကားပြောတယ်တရုတ်ကကြားကန်ပြီးရင်အဲ့ဒါမင်းအောင်လိုင်းကတရုတ်ကိုဂျေဇူးပြန်ဆက်အမလာရှိုးလို့အဖြစ်မျိုးပေါ့လာရှိုးကိုပေးရပြီးတော့လာရှိုးပေးမင်းဆိုတာကနေပြိုးနဲ့မန္တလေးနေပြီးတော့ပါအာထပ်ပြီးတဲ့ပေးမင်းမျိုးလည်းဖြစ်သွားနိုင်တာပါပဲ လွတ်သောမီဒီယာတွင်ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည်သူတွေကိုယ်နိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။